မင်္ဂလာပါရှင်တပတ်အတွင်းမှာထူးခြားတဲ့သတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုများခဲ့တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမယ်တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါရဲ့ရှင်ပထမဆုံးကတော့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းဘူးအလွိုင်းဟာထိုင်းနိုင်ငံမြောက်ပိုင်းနဲ့လာအိုနယ်ဆက်ကိုဖျက်ပြီးမြန်မာနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်လေပြင်းအားနဲ့ရေဝံဖြစ်ဆက်လက်ရွေ့လျားနိုင်ပြီးတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတို့မှာမိုးများနိုင်တယ်လို့သတိပေးထားတဲ့သတင်းကိုပြန်လည်တင်ဆက်လိုက်ပါရစေ။ တောင်တယောက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွန်ဟာဗီယက်နမ်ကမ်းခြေကိုစက်တင်ဘာလ28ရက်နေ့မှာဖျက်ချော်ဝင်ရောက်ခဲ့ပြီးထိုင်းနိုင်ငံမြောက်ပိုင်းနဲ့လာအိုနယ်ဆက်ကိုရောက်ရှိနေပြီလို့မိုးလေဝသပညာရှင်တွေကပြောကြပါဗျ။မုန်တိုင်းကအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပြီးရှမ်းပြည်နယ်အရှေ့ပိုင်းကိုမုန်တိုင်းအကျွမ်းကျန်လေးဖိအားနဲ့ရဝန်းဖြစ်ရောက်ရှိလာပြီးနေရာကွက်လို့မိုးကြီးနိုင်ပါဗျ။တောင်ဆောင်နေရာတွေမှာမိုးများနိုင်တဲ့အတွက်တောင်ကြရေသတိထားကြဖို့လိုတယ်လို့ဆိုပါဗျ။မုန်တိုင်းကျွမ်းကျန်ဆောက်ဝင်မဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးမများနိုင်ပေမဲ့နေရာကွက်ပြီးမိုးကြီးနိုင်မယ်လို့သိရပါတယ်။မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကိုဆက်လက်ရွေးချယ်သွားပြီးမိုးများနိုင်တယ်လို့ဆိုပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာမိုးများနိုင်တဲ့အတွက် AR မြင့်ရည်နဲ့ချင်းရင်းမြင့်ရည်လည်းမြင့်တက်နိုင်ပြီးကုန်းမြင့်ဒေသတွေမှာမြေပြုံမဲ့အန္တရာယ်တွေလည်းသတိထားကြဖို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ဝီဇီနာနဲ့အထက်ဘက်ပေါ့နော်အထက်ဘက်ဒီမှာတော့မိုးများနိုင်တယ်။စကိုင်းတိုင်းရဲ့အထက်ပိုင်းပေါ့တမန်တီအထက်ပိုင်း အဲ့နေရာတွေမှာမိုးများနိုင်ပါတယ်အမိုးများနိုင်လဲဆိုတော့ချင်းမမီနဲ့အရာဝီမြေရာတော့ခဏတော့တက်လာနိုင်တယ်မြေကြီးတော့တဲ့အနေအထားတီတော့မိုးများနိုင်မယ့်အနေအထားမျိုးမရှိပါဘူးမုန်တိုင်းကျင်းကြံကြောင့်မိုးများနိုင်မယ့်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဟာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေရကြောင့်ပြည်သူသိန်းနဲ့ချီစစ်ဘေးတိတ်ဆောင်နေကြရတဲ့ဒေသတွေဖြစ်ပါတယ် မိုးကလည်းကျွန်တော်တို့ဘက်မှာရွာပြီဆိုရင်တအားရွာတာဆိုတော့ကျတော့ဟိုရွာရင်လည်းတိတ်ပြီးတော့နှစ်ရသုံးရနဲ့လည်းမပြည့်ဘူးဆိုတော့ကျတော့ဟိုတော်တော်လေးတော့လုံသွားတာလားလားခက်ခဲတာပေါ့နော်စုံမစပေးချောင်းနေဆိုလို့ရှိရင်တလေးတော့တလေးစားရှိတာလုံမသွားနိုင်တဲ့အခါမှာခက်ခဲရတော့ရှိတာဟုတ်လမ်းလေးရောလုံကကန်ရတာရောအဆင်မပြေဘူးဗျ ဒုတိယသတင်းတစ်ပုဒ်ကတော့မြောက်ရီမြို့တောင်ဘက်လေကေကော်မြို့သစ်အနီးမှာစစ်တပ်စစ်ကြောင်းတွေနဲ့ကန်နယ်တွေပူးပေါင်းတပ်တိုးတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောတဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ကင်းမီနေရရွတ်တောင်ပဲဝလီလမ်းမိုင်းမှာဆုံးကျုံထားတဲ့ဒက်စကန်တွေကိုပြန်လည်ရယူဖို့ဒရုန်းနဲ့ကြီးပစ်ကူရယူပြီးစစ်ကော်မရှင်ကစစ်ကြောင်းကားကြောင်းနဲ့ဒုပေါက်ဝင်ရောက်လာတာကြောင့် BLL ကူပေါင်းတပ်တွေနဲ့လေကိကောင်မြို့တည်ကြီးမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စတီမာလာ29ရင်းကြီးကလေကိကောင်မြို့တည်ကြီးကရေကန်ကုန်းကလေးဘက်ကနေထူဖောက်ဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲတွင်နှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိပြီးစစ်တပ်ဘက်ကထိခိုက်ကြဆုံးသူပိုများတယ်လို့စီရေးသတင်းမြစ်ကပြောပါတယ်။ဒီကိကောသူတို့တက်လုံးနေတာမရသေးဘူးပေါ့ ကျွန်တော်တို့ဘက်ကလည်းဒီရက်ပိုင်းမှာကြာဆွထိခိုက်ကြဆုံးမှုတွေရှိတယ်။ကျွန်တော်ဘက်ကတော့များတယ်။သူတို့ကတော့လူလဲပြီးစားနေတာပေါ့။ကြာတာနေတိုင်းသူတို့ကြွက်ကကြာတာနေမှာမနေတာ။ဒါပေမဲ့သူတို့ကဖြည့်စရာလူရှိနေတယ်လို့ဖြစ်နေတာပေါ့။အဲသူတို့ကလေးတိကောအတွင်းသားထိကျင့်ကြလာတယ်။ဒီဇိုင်းတွေတော့ဒီ120နဲ့တော့ရှော့ပြစ်နေတာပေါ့။စတီမာလာ29ရက်နေ့မနေ့ပိုင်းကမြောက်မြို့တောင်ပဲဝလီလမ်းမင်းကမင်းလက်မကြည့်ရစတဲ့ညောင်းကိုစစ်ကောင်မရှင်တပ်ကဒုံးနဲ့ဘုံးကျက်တိုက်ခိုက်ခဲ့ပါတယ် ဒုံမုံကြက်တိုက်ခိုက်မှုအတွင်းစက်တင်ကြောင်းပိတ်ထားတာကြောင့်ထိခိုက်မှုမရှိခဲ့ပေမဲ့စက်တင်ဆောင်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ်။ကျင်းနေကမနေ့ကစမ်းတလမ်းမှာဆွနေကြတယ်စီတမြတော့မန်ယိုလေးမနော်လာတာဟုတ်လို့ဒရောဆစ်ဆယ်လာစီဘောဒီဘောပလေးမှာကြားရတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မန္တလေးတိုင်းနဲ့ရောက်နေတဲ့ဗမော်စစ်ရှောင်းတောင်းတဲ့ချီဟာတနှစ်နီးပါးကြာတဲ့အထိအကူအညီအထောက်ပံ့တွေမရရှိတဲ့အတွက်နေစဉ်ရက်တည်ရည်နဲ့စားဝတ်နေရည်အခက်အခဲကြုံနေရတဲ့အကြောင်းလူမှုကူညီရေးအသင်းတွေနဲ့နေရဲဆွန့်လာရသူတွေကပြောတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။ကရှင်ပြည်နယ်ဗမော်မျိုးပေါ်ကတိုက်ပွဲတွေလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းနဲ့ဒရုန်းဘုံကျဲမှုတွေကြောင့်နေရဲဆွန့်ခွာပြီးမန္တလေးတိုင်းနဲ့ကိုခိုလွန်လာသူ သက်တောင်းဝင်းကျင်ရှိပြီးအကူအညီတွေလည်းလိုအပ်နေတယ်လို့ကုညီနေသူတွေနဲ့ဆစ်ဆောင်တွေကပြောပါရယ်။ဗမော်ဆစ်ဆောင်တွေက2024ခုနှစ်ဒီဇင်ဘာလဆန်းပိုင်းလောက်တည်းကမြို့ကနေထွက်ခွာလာခဲ့ကြပြီးတနင်္လာပါကြာလာတဲ့အထိအခုအညီနဲ့အထောက်အပံ့တွေမရပဲစာဝတ်နေရေးအပြင်ကျန်းမာရေးဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကောင်းချီပါရောက်နေတော့လူလူလူကျင်းနေဆိုတော့ ကျွန်တော်ဒီဒီမလုတ်ခင်ကဒီတော့မှအရင်ကဆိုတာ1800ကျော်လောက်ရှိတယ်ပြင်းနေတာကွာအိမ်မှာပို့ပေးပါတယ်နိုင်ငံကဖွဲ့စည်းပြီးအိမ်မှာရုံးဆိုင်ကြတဲ့ဖွဲ့စည်းပြီးကျွန်တော်ကြိုက်တာအတင်းနေနေတာဒီနေရာချင်းတပို့ပြီးတော့ဒါပေမဲ့ဒီထောက်ပံ့ပေးတာမျိုးရခုဒီမရှိသေးဘူးပေါ့ဗျအိမ်အောင်စု1800ကျော်လူဦးရေတသောင်းဝန်းကျင်ဆိုတာကတော့မက်ရှလာ28ရက်နေ့ငလင်မလုတ်ခင်မန္တလေးတိုင်းနယ်ကိုဆစ်ဆောင်လာသူတွေရဲ့စည်ရင်းဖြစ်ပြီး အများစုကတော့မန္တလေးမြို့နယ်ပြင်ဦးလွင်ဘတ်တူကိုတင်းရှောင်နေကြတာပါ။အိမ်ငားနေထိုင်သူတွေလည်းရှိပေမဲ့အများစုကတော့ဘုံကြီးကျောင်းလေးမှာခိုးလုံနေကြပြီးမန္တလေးမြို့မှာဆိုရင်စစ်ရှောင်နေနေထိုင်တဲ့ဘုံကြီးကျောင်း30ကျော်လောက်စည်ရင်ပြည့်စုထားနိုင်တဲ့အကြောင်းကုညီသူတွေကပြောပါရယ်။2024ခုနှစ်ဒီဇင်ဘာ6ရက်နေ့ကဗမော်ကနေမန္တလေးမြို့စီကိုခိုးလုံလာတဲ့အမျိုးသမီးတစ်ယောက်ကတော့ ဒီကနေ့အချိန်ထိဗမော်ဖောင်ဒေးရှင်းနဲ့တုံညာဒုက္ခလိုဒေသခံလူမှုကွန်ရက်အသင်းတွေစီကပဲထောက်ပံ့မှုရခဲ့ဘူးပြီးနေစဉ်ရက်တည်ရဲ့အတွက်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အကြောင်းပြောပါရယ်။ဆလဘီပြည်မျိုးမှာစက်ခိုင်ရေးပါတီကမဲဆွဲစည်းရုံးရမှာပါတီတဲ့ဝင်ရင်စစ်မှုထမ်းကနေကင်းလုတ်ခွင့်ပေးမယ်ဆိုပြီးပြောဆိုစည်းရုံးနေပါရယ်။အဲ့လိုပြောဆိုတာဥပဒေနဲ့မညီဘူးလို့လေလာသူတွေကထောက်ပြကြတဲ့သတင်းကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါရယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကဘကိုးတိုင်းပြည်ခရိုင်ပြည်မြို့ကန္နလန်ခရိုင်ကြန့်ခိုင်ရေးရုံးမှာ ပြည်အောင်စုကြန့်ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီကရက်ကွက်ကျေးရွာနေပြည်သူတွေနဲ့တွေ့ဆုံကမဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်ကြန့်ခိုင်ရေးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့လူထုတွေ့ဆုံပွဲအမိတက်ပြီးတော့အချို့မဲဆွယ်စည်းရုံးနဲ့ပွဲကိုမြို့ပေါ်ရက်ကွက်ကျေးရွာအုပ်စုတွေကကြန့်ခိုင်ရေးပါတီရက်ကျေးပါတီဝင်တွေကအုပ်ချုပ်ရေးမှုယာယီမှုတွေကိုဖိအားပေးပြီး ရက်ကွက်နေပြည်သူတွေကိုတက်ရောက်ခိုင်းခဲ့တယ်လို့ဆိုပါရယ်။အောက်ချုပ်ရေးမှူးယာယီမှုတွေရဲ့ဖိအားကြောင့်ရက်ကွက်လိုက်ပြည်သူတွေကမဖြစ်မနေတက်ရောက်ခဲ့ရတာဖြစ်ပါတယ်။အဓိကကတော့ရွေးကောက်ပွဲမှာပြည်သူတွေသူတို့ကိုမဲပေးဖို့ ဒီ2025ရွေးကောက်ပွဲကိုပါတီတွေဝိုင်းဝန်းကူညီဖို့ဖြစ်မြောက်အောင်ပေါ့နော်သူတို့ပါတီတွေကိုဝင်လို့ရှိလို့ရှိရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ပေါ့နော်ဒါစစ်မှုထမ်းအသက်ပြည့်တဲ့ကျုံးဝင်တဲ့လူတွေဆိုရင်အဲ့လိုပြောဆိုစည်းရုံးတာရှိပြည်မျိုးပေါ်မှာဆိုရင်ကျူးကျော်ရက်ွက်တွေရှိတယ်ပေါ့နော်ရထားလမ်းလို့ဘေးလို့ဟာမျိုးပေါ့လမ်းဘေးဝဲရလို့ဟာမျိုးအဲ့ဒီနေရာကပြည်သူတွေကိုလည်းတကယ်လို့ တူတူအစိုးရတက်လာလို့ရှင်ဒါဆိုင်ငံ့အနေနဲ့ထားရှိလို့ရနိုင်တယ်ဗောနော်တူတူအနေနဲ့ညှိနှိုင်းပေးမယ်ဆိုတဲ့တချို့မလုံးနေနဲ့မဲဆွယ်စည်းရုံးနဲ့မကွေးတိုင်းကမ္မမြို့မှာလည်းတန်းခိုင်ရေးပါတီဝင်တွေကသူတို့ပါတီတဲ့ပါတီဝင် ဖြစ်တဲ့အခါစစ်မှုရာဥပဒေကနေကင်းလင်းခွင့်ရှိရဲဆိုပြီးပြောဆိုစည်းရုံးနေရတွေရှိတယ်လို့ကမ္မမြို့ကနေကပြောပါတယ်နိုင်ငံပါတီရဒီကောက်ဝဲမှာမဲဆွဲတဲ့ခါနိုင်ငံရေးမြင့်တွေကိုယူသုံးခွင့်မရှိတယ်လို့အခုလိုမျိုးဥပဒေကိုလိုလိုလုံးဆောင်နိုင်တယ်လို့ပြောတာဟုတ်လားလဲ နိုင်ငံရေးမြင့်တူယူသုံးတာနဲ့အတိတ်ပဲတူတူပဲပြောလို့ရတယ်။ပိုဆိုးတာနိုင်ငံ institution တွေကိုမတရားရည်နဲ့လွှတ်မှုနိုင်တယ်လို့ဖော်ပြတယ်တူတူပဲပေါ့နော်။စစ်ကောင်စီဟာသူတို့အရေးယူခြင်းသူတွေကိုရွေးကောက်ပွဲဥပဒေအကြောင်းပြပြီးအရေးယူတာတွေရှိတယ်လို့သူတို့အရေးမယူခြင်းသူတွေကိုတော့ဘယ်ဥပဒေချိုးဖောက်ပါစေအရေးမယူတာရှိတယ်လို့လည်းဥပဒေပညာရှင်တွေကပြောကြပါဗျ။ ိုင်းနိုင်ငံဖြစ်ပူရီ KI တွင်ရှိ Qualcomm Electronic စက်ရုံတစ်ခုကမြန်မာလုပ်သား1400ကျော်ကိုကြိုတင်အကြောင်းကြားတာမရှိဘဲအလုပ်ဖြုတ်လိုက်ပါတယ်။လက်ရှိမှာတော့အလုပ်ရှာဖွေဖို့ကုန်ကြတဲ့အကျိုးဆောင်ဂါတက်နဲတဲ့ရော်ကြီးပေးမယ်လို့အလုပ်ရှင်တွေဘက်ကပြောပေမဲ့အလုပ်ဖြုတ်ခံလိုက်ရတဲ့စက်ရုံအလုပ်သမားတွေကတော့အလုပ်ပြန်ရရှိဖို့ပဲမျှော်လင့်နေကြတဲ့သတင်းပြန်လည်ထုတ်လင်းလိုက်ပါတယ်။အဲ့မှာဗျာကျွန်တော်တို့ဝင်နေပြတာဒီမှာအမိုးအမလည်းပေးမထိုင်တော့ဘူးအမိုးလည်းပေးမထိုင်တော့ဒီမှာဖြတ်ထုတ်နေတာ 2025ခုနှစ်စတေမာလာ30ရက်နေ့ကထိုင်းနိုင်ငံဖီဘိုရီခရိုင်အတွင်းရှိခင်ခွန်းအီလက်ထရောနစ်ဆက်ယုံတစ်ခုကမြန်မာလုံသား1450ရောက်ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုံဖြုတ်လိုက်တယ်လို့အလုံသမားတွေနဲ့အလုံသမားအရေးတက်ကြွလှုပ်ရှားနေသူတွေကပြောပါတယ် ကျေမာလာ30ရက်နဲ့မနက်ပိုင်းမှာစစ်ရင်ကိုအလုတ်လုတ်ကင်ဖို့လာစင်မှာပဲတာဝန်ရှိသူတွေကအပြင်ကိုတန်းစီခေါ်ထုတ်တော့ကစာရွက်မှာလက်မှတ်အတင်းထိုးခိုက်ပြီးတော့ရုတ်တရက်အလုတ်ထုတ်လိုက်တာပါလို့အလုတ်သမားတွေစီကသိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဘန်ကောက်မြန်မာအလုတ်သမားတဲ့အရာရှိရုံကခေခွန်အလက်ထရောနစ်စက်ရုံကမြန်မာရွှေပြောင်းလှုပ်တာ1450အလုတ်ဖြုတ်ခရယာမှုနဲ့ပတ်သက်ပြီးတော့ရောက်ညီနိုင်ဆွေးနွေးပေးခဲ့ပါတယ် ဆွေးနွေးမှုအပြီးလက်ရှိမှာအဲ့ဒီစက်ယုံကအလုံသမားတွေကိုစက်ယုံအလုံရှင်တွေဘက်ကတော့နင်နာကျဲအဖြစ်ဘက်15000ကျော်ပေးရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီပမာဏဟာအဲ့ဒီစက်ယုံမှာအလုံလုံးဖို့အတွက် အလုံသမားတွေဘက်ကပေးရတဲ့စမက်ကျဲခေါ်အလုံရှာပေးတဲ့အကျိုးဆောင်ခါထက်ပိုနေပါတယ်။အလုံထုတ်ခရရတဲ့မြန်မာလူသားတွေအနေနဲ့လည်းအဲ့ဒီနင်နာကျဲတွေထက်အလုံလုံးခွင့်ပဲရချင်တာပါလို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ ဒီတခြားလုပ်ကိုဆက်လုပ်ပြီးတော့ဗျာအမရေဒီလုပ်ကကောင်းတယ်ဆိုပြီးကျွန်တော်လာခဲ့တာပေါ့ဒီလုပ်ကိုညွန်မှန်းကြီးလာခဲ့တဲ့အတွက်ကျွန်တော်တို့မှာအခုမှမဖြစ်သွားတဲ့အတွက်ကြောင့်နော်မိသားစုတွေကတ်ခဲတဲ့အများကြီးတော့ရှိတာပေါ့မရေကျွန်တော်တို့ကရင်ဆိုင်ရမယ့်အရာတွေအများကြီးရှိတာပေါ့ ထိုင်နိုင်ငံရဲ့အလုံသမားဥပဒေအရလေလာမပြည့်ခင်မှာအလုံပြုတ်ခံရရင်ရော်ကြေးပေးစရာမလိုတဲ့အတွက်အဲ့ဒီဆက်ယုံကမြမအလုံသမားတွေကိုအလုံလုံတဲ့ကာလလေလာမပြည့်ခင်မှာပဲကျွန်းတင်အကြောင်းမကြဘဲအလုံထုတ်လိုက်တာဖြစ်တယ်လို့အလုံသမားအရေးကုညင်ဆောင်ရွက်နေသူတွေကပြောပါတယ်။ကွဲမင်းတို့ဖွဲ့သွားတယ်ဆက်ယုံနဲ့တော့ဝင်လို့မရဘူးဒီဆက်ယုံတွေကကွဲမင်းတို့နဲ့လည်းရင်တော့ထိတ်တိုက်တွေးခဲ့မှုတယ်။အဲ့တော့ဒီဆက်ယုံတွေကကွဲမင်းတို့လုံသားဖြစ်ချင်းတဲ့လူတွေလည်းဆက်ယုံတွေထဲမှာဝင်ပြီးတော့အုံတန်းတန်းနဲ့ဝင်ဖြစ်ချင်းလို့မရဘူး။အဲ့ကွဲမင်းတို့အပြင်မှာပဲရှိတယ်အပြင်မှာပဲလုံသားတွေနဲ့တွေ့ဆုံဆွေးနွေးပြီးတော့တကယ်လုံလုံလို့ရတဲ့ပိုင်းတွေဆက်လုပ်ရမှာပေါ့ကွာ။ဥပ ရေအရသူတို့ကဥပဒေကိုလက်တော်ရုံးရလောက်ထားတယ်ဝိုင်းစရီယိုတေးသင်ရှင်ဗစ်တာခင်ညိုရဲ့စာပနာအခမ်းအနားကိုရေဝေးတုတ်တံမှာပို့ဆောင်ပြီးတချို့ခဲ့ပြီးတော့ဂီတအပေါင်းသင်းများနဲ့ပြည့်အပ်များလိုက်ပါပို့ဆောင်ခဲ့ကြတဲ့တဲ့င်းကိုပြန်လည်တင်ဆက်လိုက်ပါရစ်မြန်မာနိုင်ငံရဲ့အစောဆုံးစတူဒီယိုတေးဂီတဝိုင်းဖြစ်တဲ့ The Shake ကိုတည်ထောင်ခဲ့သူလည်းဖြစ်တယ်လို့တေးဂီတအတိုင်းဝိုင်းတစ်ခုလုံးကလေးစားမြင်လို့ကြတဲ့ဝိုင်းရဲ့အဆိုတော့ဗစ်တာခင်ညိုရဲ့နောက်ဆုံးခရီးကို စတမာလ29ရက်နေ့ကပြုလုပ်ခဲ့ပြီးခစ်ပြန်အစိုးရတွေတိဂီတာအဖွဲ့ဝင်တွေလိပ်ပါပူဆောင်ခဲ့ကြပါတယ်အစိုးရခစ်တခစ်ကိုအတူဖြတ်တန်းလာကြပြီးတက်အရွယ်ကြီးရင်ချိန်မှလည်းရွှေအိုယောင်ဂီတညပွဲတွေနဲ့လေးနှစ်ဆက်တိုက်ပြန်လည်ဆုံးတွေ့ရတဲ့အစိုးရစင်ဝင်းကျွန်းကလည်းပီတာကင်ညိုနဲ့ရွှေအိုယောင်ကာလာညတွေအကြောင်းကိုပြန်ပြောပြပါတယ်ကျွန်တော်တို့၈ရောက်၉ရောက်အဖွဲ့ပေါ့ကျွန်တော်ရဲ့အစိုးပိုင်းဘိုးဘိုးဟန်ဟောတော့ခင်မောင်ဒူးတို့ ကံကောရောမျိုးအောင်လို့ဒါနှစ်တိုင်းလုံးနေကိုဗစ်ကြမှာပဲနားလိုက်တာအခုထိပေါ့ပေါ့အခုဗိတ်တာလောမြဲပါတယ်လीကျွန်တော်ရွှေဦးရောင်ဒီတညကျွန်တော်ညီကိုတွေပေါ့စတူဒီယိုအမျိုးသားဟိုနေစတူဒီယိုဆိုတော်တွေပေါ့အဲ့ဒါအမှတ်တရပဲကျွန်တော်ကအမြဲအမှစုံနေကြတချင်းတိုက်နေကြအခုကတော့တော်တော်လေးကိုစိတ်မကောင်းပါဘူးဗီတာကင်ညိုရဲ့နောက်ဆုံးခရီးမှာအစောဆုံးတရှိမှာပါဝင်တိခတ်ခဲ့တဲ့ ထော်မီဂျော်နိုင်အပါဝင်ရွှေဦးရောင်ဂီတညအဖွဲ့ဝင်တွေထဲကခင်မောင်တူပပိုဟန်စိန်ဝင်းထွန်းတို့အပြင်မြို့ကျော်မြိုင်စတဲ့တီးတီးဆိုနဲ့တီးထိုးလို့သူတွေလည်းလာရောက်ပူဆောင်ခဲ့ကြတာဖြစ်ပါတယ်။တော့သူနဲ့ပတ်သက်အမှုပြန်နဲ့ပတ်သက်တော့အဆိုအရေးကြီးအားလုံးဟိုလေတကယ်ကိုထူးချွန်တဲ့ပညာရှင်တောက်ဖြစ်တဲ့စီစိုခင်ကြီးရဲ့ဆရာတယောက်လည်းဖြစ်တယ်ပေါ့နော်။ဒီတိုင်းပြည်တော်တော့အများကြီးကိုအလုပ်ကြီးပြုခဲ့တဲ့ဒေတာပညာရှင်တယောက်ဖြစ်ပါတယ်။ဖီတာခင်ညိုရဲ့ညွေမြခွာညိုအလွမ်းတချင်းညွေသားဆိုရင်မပြ ကျူရှင်လေကားရင်စားတဲ့တခြင်းတွေကတော့လက်ရှိအချိန်ထိရီပန်းစားဆဲဖြစ်ပါတယ်ဗီတာကင်ညိုကွယ်လွန်ချိန်မှာအသက်80ရှိပြီဖြစ်ပြီးဇနီးမြတ်သား၃ယောက်ကျန်ရင်ခဲ့ပါတယ်ကျွန်မဟန်နာပါဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လွှင့်ပေးအောင်ပါပါ။ DVB ရုပ်မြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများလူအားဆန္ဒပြေဝါကြပါစေရှင်။ကျွန်မကတော့ဒီဂျူလိုက်ပါ။